ကိုကိုကိုနည်းနည်းမိုးတော့အလင်းရောက်လို့အိယာကထလိုက်ရင်ဆန္ဒပြုတ်လိုက်ဘယ်လိုဆန္ဒပြုတ်ဘဝတုသဗ္ဗမင်္ဂလာမင်္ဂလာအပေါင်းနဲ့ခံကြောင်းပြည့်စုံပါစေကောင်းမြတ်တဲ့မင်္ဂလာတွေကျွန်ုပ်တဏ္ဍာမှာဖြစ်ပါစေအများတတ္တဝါတွေမှာလည်းပဲဖြစ်ပါစေဘလောက်ကောင်းတဲ့ဆန္ဒလားเนาะသူများကိုနှိမ့်ဆက်ဖို့ပါရလားဒီထဲမှာအလွန်ကုန်မြတ်တဲ့စိတ်ဓာတ်လို့ခေါ်တယ်เนาะမင်္ဂလာနဲ့ပြည့်စုံပါစေ ရခန္တုသဗ္ဗဒေဝတာနတ်တွေကအလုံးကိုဆောင်းလျှောက်ပါစေဒါလည်းကောင်းတဲ့ဆန္ဒပဲသူဆောင်းတာမဆောင်းတာကိုယ်နဲ့မဆိုင်ဘူးကိုကဆောင်းပါစေလို့သူလိုပြောတာဟုတ်ကဲ့လားဒါကိုပြောမယ်ဆိုရင်နတ်အာကိုတာလားလို့ဆိုမဟုတ်ဘူးနတ်အာကိုလို့ပြောတာမဟုတ်ဘူးနတ်တွေကလည်းလောကကိုဆောင်းလျှောက်တာတွေရှိတယ်ပေါ့အဲ့ဒါလို့ဆောင်းလျှောက်တာတွေရှိလို့နတ်တွေကအမှတ်တမဲ့မနေဘဲနဲ့ဆောင်းလျှောက်ကြပါစေ နတ်ကသာဆောင်းလျှောက်တာလားဆိုတော့လူလူချင်းရောမဆောင်းလျှောက်ဘူးလားဆောင်းလျှောက်တယ်လေအိမ်သားမှလူတွေမှာသွားတာအိမ်ကိုကြည့်လိုက်စမ်းပါကြည့်မပေးဘူးလားဆိုင်လေးကြည့်လိုက်စမ်းပါဆိုတော့ဒါဆောင်းလျှောက်ပေးတယ်လို့ခေါ်တာပဲအကြောင်းကိစ္စရှိလို့ရှင်တရင်ပို့ပေးတယ်ဟောဒါဆောင်းလျှောက်တယ်လို့ခေါ်တာပဲအဲ့တော့လူလူချင်းနဲ့မေတ္တာရှိရင်ဆောင်းမေတ္တာမရှိရင်ဒီတိုင်းကြည့်နေမှာပဲအော်နတ်တွေကိုလည်းပဲ ကိုကမေတ္တာရှိအောင်မေတ္တာပွားပြီးတော့ထားရင်နတ်တရဲ့ဆောင်းရှောက်မှုရောမခံရဘူးလားဒါကလောကရဲ့တဘာဝပဲเนาะကိုနဲ့ခင်မင်နဲ့မေတ္တာရှိတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ကိုကိစ္စကိုလာလုပ်ပြီမှာပဲအဲ့တော့နတ်တွေကလည်းကိုကမေတ္တာပို့တယ်အမျှဝေတယ်ဆိုတော့သူတို့ကလည်းကိုယ့်အပေါ်မှာခင်မင်ကြတယ်ခင်မင်တော့ဆောင်းရှောက်ပါသေးဆိုတော့လူတွေမသိလိုက်တဲ့ကိစ္စကိုနတ်ကနေထိန်းသိမ်းဆောင်းရှောက်ပေးလိုက်ပေါ့ဒါမျိုးကိုဆိုလိုတာเนาะ